တန်တရာဖြစ်เสียရယာဝတ္ထုပစ္စည်းတွေတွေ့ရင်မထိမကင်မရွှေ့ပါနဲ့အန်ဒီရကင်းတဲ့အကွာဝေးရောက်ရင် အမတ်သားသေးကြလုခဲ့ပြီးရွာတွေကရွာသူရွာသားတွေလက်လန်းမီယာဖွဲ့အစည်းတွေစီအသိပေးပါအမတ်သားထားခဲ့ဖို့အန်ဒီရများနေတယ်ဆိုရင်လေနေရာကိုတိကျမှတ်ထားပြီးအချက်အလက်ကိုမျှဝေပေးပါ အာနာသိန်းနားတဲ့၄နှစ်ကျော်တွင်စကိုင်းတိုင်းတစ်ဆယ်မြို့နယ်တနယ်ထဲမှာကိုပဲစောစုကကျေးရွာပေါင်း၁၀၀ကျော်ကိုမီးရှို့ဖျက်ဆီးလို့အင်ဂျင်9300ကျော်ပြာကျပျက်စီးတယ်လို့ဒဇယ်နေတဲ့စောစုကျိုးတော်နဲ့ရာဇဝတ်မှုတွေကိုမှတ်တမ်းပြုစုထားတဲ့ဒေသခံတော်လိုင်းအင်အားစုဒဇယ်နီယူအဖွဲ့ကထုတ်ပြန်ပါတယ်။ ။တစဲမျိုးနယ်ဟာမြို့ပေါ်ရက်ွက်၄ရက်ွက်နဲ့ဈေးရွာ281ရွာရှိပြီးတော့ဆရာနာသိန်းနဲ့2021ကနေယခု2025အောက်တိုဘာလစန်းတီဈေးရွာတရတရွာကိုမီးရှို့ဖျက်ဆီးခံရက စုစုပေါင်းမီးရှို့ခံရတဲ့အကြိမ်150ကျော်ရှိခဲ့ပါတယ်။စင်ငယ်ကျွရဟာ၅ကြိမ်အထိစင်းနေပြီးရှုခံရပြီးတော့ရွာရှည်မြောက်ရွာနဲ့ထမ်းမင်စိတ်ရွာက၄ကြိမ်စီတချို့ရွာတွေက၃ကြိမ်၂ကြိမ်၃ကြိမ်စသဖြင့်စိုးစုရဲ့စင်းနေလူရဲ့မီးရှို့ဖြစ်စီတာကိုခံခဲ့ရပါတယ်။ ။စိုးစုကမိရှိုးဖြက်စီလို့အိုးအိမ်ဖြက်စီမှုအများဆုံးကျေးရွာတွေဟာငတန်းရွာမှာအင်ချေ382လုံး၊ချောင်းဝရွာမှာအင်ချေ243လုံးနဲ့ရွှေလန်းရွာမှာနေအိမ်220လုံးဖြစ်တယ်လို့ဒဇယ်နီးရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ လက်ရှိမှာလဲဇိုးစုက10နဲတဲ့ရွာစင်ပတ်မွေစစ်ကြောင်းတို့ကမီးရှို့နေပြီး10နဲတဲ့100ရွာမြောက်မီးရှို့ခံရမှုအဖြစ်အော်တိုဘာ1ရက်ကတနေရွာကိုစင်းနေက2ရက်ဆက်မီးရှို့ဖြစ်စီနေရလို့ဒေသခံတော်လန်ရဲဘော်တို့ကအော်တိုဘာ2ရက်မှာပြောပါတယ်ဆောစုက10နဲတဲ့စက်ကြောင်းထိုးပြီးလူသက်လူရဲ့မိရှူတာတွေမကြကနကျူလွန်နေပါဗျ စက်တင်ဘာ26ရက်ကလည်းဒဇယ်မျိုးနယ်ကဒူးမရွာကိုစိုးအစုကတိုက်လေရင်နဲ့ဘုံကျဲတက်ဖြတ်ခဲ့ရာကိုဝင်ဆောင် မိခင်၏အပါအဝင်တေဆုံးသူ12ဦးနဲ့ဒဏ်ရသူ10ဦးကျော်ရှိခဲ့ပါတယ်။ 2021ကနေ2024နှစ်ကုန်ပိုင်းထိစစ်အာဏာသိမ်းကာလ3နှစ်ကျော်အတွင်းစိုးစုကနိုင်ငံတော်ဝန်မှရှိတဲ့အရက်သားနေအိမ်ပေါင်းတသိန်းတထောင်ကျော်မိရှုဖြက်စီးခဲ့ပြီးဒဇယ်နဲ့အပါဝင်သခိုင်းနိုင်တွင်နေအိမ်9000ကျော်မိရှုဖြက်စီးခံခဲ့ရတယ်လို့လွတ်လပ်တဲ့သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ Data for မြန်မာကထုတ်ပြန်ထားပါတယ်။တတိယနှစ်ကုန်စစ်စင်ရေးကြောင့် 2023နှစ်ကုန်ပိုင်းကနေ2025နှစ်စန်းထိအာနာသိန်းစုံစုအနေနဲ့အညာမှာစစ်ကြောင်းထိုးပြီးလူသက်လူရဲ့မိရှူတာတွေမလုံနိုင်ပဲယာယီရနာခဲ့ပေမဲ့ငလင်ကြောင့်တက်တုံညာနှစ်ကုန်စစ်စင်ရေးတွေရနာသွားချိန်ယခုနှစ်နှစ်လယ်ပိုင်းကစလို့စုံစုကအညာဒေသတွင်တကြောပြန်စစ်ကြောင်းထိုးကလူသက်လူရဲ့မိရှူနေတာပဲဖြစ်ပါတယ်။